ဟယ်လိုအားလုံးပဲမင်္ဂလာပါဖူပေါ်မချင်းကနေကြိုဆိုပါတယ်ဆိုတော့ဆန်ဒလန်နဲ့အာဆင်နယ်တို့ပွဲမှာတော့ကျွန်တော်တို့ကဆန်ဒလန်ကတစ်ဖက်ကိုနှစ်ဂိုးစီတရေကြောင်းဆွမ်းဆောင်ပြနိုင်ခဲ့တယ်အိမ်ကွင်းမှာပေါ့နော်ဆိုတော့ဆန်ဒလန်ဟာကျွန်တော် DRD တန်တက်လာပြီးကတည်းကတကယ်ကောင်းတဲ့ performance တွေစက်တိုက်ပြထားပြီးတော့ DRD မှာလည်းအရင်ကောင်းပါတယ်ဆိုတော့ကျွန်တော်တို့အာဆင်နယ်ကိုပေါ့နော် clean sheet လည်းမရအောင်လုပ်နိုင်ခဲ့တယ်အမှတ်လည်းခွဲယူအောင်ကျွန်တော်လုပ်နိုင်ခဲ့တယ် အာဆင်နယ်ဒီနဲ့ကျွန်တော်ပြီးခဲ့တဲ့ကျွန်တော်ပွဲစဉ်တွေအများစုမှာ clean sheet တွေဇက်တိုက်ရတယ်နိုင်ပွဲတွေဇက်တိုက်ရတယ်เนาะဒါအပြင်တောက်လျှောက်စုလို performance ကောင်းတွေပြပြီးတော့ကျွန်တော်အနေနဲ့အသင်းတိုင်းကိုသူတို့တွေเนาะအမှန်ကန်လှုပ်ပြနိုင်ခဲ့တာဒါပေမဲ့လို့ဒီပွဲမှာတော့ Sunderland ကိုသူတို့တရေတမှတ်ခွဲပြီးခဲ့ရတယ်ဒီပွဲမှာကတော်တော်လေးကိုကျွန်တော်ပြောစရာများတယ်ဆိုတော့ကြောင်နဲ့ဒီကတော့တော်တော်ကိုချီးကျူးစရာပါကျွန်တော်ဘလူဘလူပြောမှန်းကိုမသိဘူးဘာကြောင့်လဲဆိုတော့တန်တက်ကလပ်အသင်းတစ်ခုကနေပြီးတော့ဗောနော် ဒါပါတော့ဟိုနွေရာသီပြောင်းရွှေမှာတန်းတရားသုံးတာပဲပြောပြောဘာပဲပြောပြောတန်းတက်ကလပ်သင်းတသင်းအနေနဲ့ဒီလိုမျိုးတိုက်တဲ့အတွက်ပေါ့နော်ထိတ်ဆုံးကနေပြီးတော့အမှတ်ဒီဖြက် favorite ပြီး clean sheet ဒီဇက်တိုက်ရနော်ပြီးရင်ကျွန်တော်ကအိမ်ဝင်းအဝေးဝင်းမရွေးဇက်တိုက်ဒီနိုင် performance ကောင်းနေပြဒီလိုမျိုးပြနေတဲ့အသင်းကိုအိမ်ဝင်းမှာအမှတ်ရအောင်ယူနိုင်ဖို့ဆိုတာဘလိုမန့်ကိုကျွန်တော်မလွယ်ပါဘူးဆိုတော့ Sunderland ကဒီဘက်မှာ number 1ကစားမရရဲ့စိတ်တက်ကတော်တော်ချီးကျူးစရာပါတော်တော်ချီးကျူးစရာဆိုတာဟိုသူတို့ပေါ့နော် အာဆင်နယ်ဘက်ကချီပါကူရသွားပါတယ်ဆိုတဲ့အလုံးတောင်မှအန်ဇူလက်ဖေးဆိုတဲ့ကောင်ကြောင်တောင်လုံရင်းနဲ့အမားလှုပ်လို့ဒီကောင်ကြီးရသွားတာမဟုတ်ရင်အာဆင်နယ်ကချီပါကူတောင်မှဘလူလာမလဲကျွန်တော်ကြည့်ရမယ်ပေါ့နော်အဲ့ဒီချီပါကူပေးလိုက်ရအပြီးမှာအာဆင်နယ်ရဲ့ဘက်ကလည်းပူပြီးတော့ကျွန်တော်ဖိလာတယ်ဟိုဆန်နလန်ဘက်ကလည်းပဲမလူအဖက်နဲ့သူတို့တွေပေါ့နော်တို့ဒီ deep zone မှာနေတိုင်းမျိုးတွေကျွန်တော်မလုတော့ဘဲနဲ့ပေါ့နော်သူတို့လည်းဖြည်းဖြည်းချင်းကြွတက်လာတယ်အဲ့လိုနဲ့တည်းရင်ကျွန်တော်တို့ဒါ trouser ရဲ့တကယ်ကောင်းတဲ့ကန်ချင်းနဲ့ ကျွန်တော်အာဆင်နယ်ရဲ့ဘက်ကကျွန်တော်ဥဆောင်ကို2-1နဲ့ကျွန်တော်ရတယ်ပေါ့ပွဲပြီးကန်ဒီမှာ Brian Brobe ရဲ့ကျွန်တော်ဒါကန်ချက်နဲ့တူတူတည်ကြတယ်ဆိုတော့ပထမဆုံးရခဲ့တဲ့ဂိုးမှာဆိုရင်ဘယ်လိုပြောမလဲဒီဘဲလာပေါ့နော်ကျွန်တော်အာဆင်နယ်ကစားမဟောင်းပေါ့လေနော်ကျွန်တော်ဒါဒန်နီယယ်ဘဲလာလာနော်ဒီကောင်ကလုံးဝကိုကန်ကန်ချက်ကဆော်ဝင်ကောင်းနေတော့ကန်ချက်ကဆော်ဝင်ကောင်းနေဒါကလည်းဆန်တလန်ရဲ့အားသာချက်တစ်ခုကနေကျွန်တော်လာတာပေါ့ကျွန်တော်အာဆင်နယ်နေနဲ့အမြင်ပေါ်တွေဘလောက်ကောင်းမလဲကောင်းတယ်လေဆက်ပီးစီပေါ့နော် individuality ဘလောက်ကောင်းတယ်လေကျွန်တော်ပေါ့နော်နာတိရတာပဲဒါမျိုးလို့ဒီပွဲမှာ ီပွဲမှာကျွန်တော်အနေနဲ့ဒီဗာလဲဆန်ဒလန်ရဲ့ဘက်ကအမြင်ပေါ်မှာတော်တော်ကောင်းတာဆန်ဒလန်ဟာအမြင်ပေါ်မှာအားနည်းချက်ဆိုတော့မရှိသလောက်ညီပါပဲအကျိုးအန်ဒီရများတဲ့လုံးနေတချို့တော့ရှိခဲ့တာပေါ့နော်ဒါပေမဲ့အများစုအာဆင်နယ်ဘက်က crossing မှန်တယ်များကိုသူတို့တွေရှင်းထုတ်တယ်ပြီးလို့ရှိရင်ကျွန်တော်ပေါ့နော်ဘောက်ဆဲမှာဘယ်လိုပြောမလဲဒီလုံးဝ man marking တွေအရင်ကောင်းနေဇုံတွေ marking တွေတအားကောင်းနေ individuality တအားကောင်းနေအမြင်ပေါ်မှန်တယ်များတော်တော်လေးကောင်းပြီးတော့ခန့်စစ်နေပေါ့နော်ကျွန်တော်ဒါဂူသမားရဲ့ကြားထဲမှာဆိုလို့ရှိရင် communication ကအရင်ကောင်းနေဗျာတိလား တော်တော်ကိုကောင်းပြခဲ့တာဒီဆန်ဒလန်ကဆိုတော့သူတို့အဲ့ဒီအမြင်ပေါ်အားကောင်းပြီးတော့အဲ့ဒီအားသားပါတယ်ဆိုတဲ့အမြင်ပေါ်ကနေပဲကျွန်တော်ဂိုးရီရတာပဲပထမဆုံးကျွန်တော်ဒန်နီယယ်ဘဲလာသွင်းတဲ့အလုံးဆိုလို့ရှိရင်လည်းအမြင်ပေါ်ကနေဒီကောင်တွေရအောင်တိုက်ပြီးတော့ဘဲလာသွင်းသွားတာဒုတိယဂိုးဆိုလို့ရှိရင်လည်းအဲ့ဒီဘဲလာပဲအိုက်ကောင်ပဲဟုတ်တယ်မလားနော်အိုက်ကောင်ပဲကျွန်တော်ခေါင်းတိုက်လိုက်တယ်ခေါင်းရှင်တိုက်တာခေါင်းရှင်လူတယ်ရှင်လုံးရှင်လူရင်နဲ့နော်ကျွန်တော်ကြားလာတဲ့လုံးကို Brian Brobe ကမရရတဲ့နီးနဲ့ကန်ပြီးတော့ကိုကျွန်တော်သွင်းသွားတာတော်တော်ကိုချီးကျူးစရာကောင်းပါတယ်တော်တော်ကိုချီးကျူးစရာကောင်းပါတယ်ဒါကြောင့်ပေါ့နော် ဒီဘယ်လိုပြောမလဲဆန်နလန်းရဲ့ဘက်ကနှကိုးစီတည်ကြခဲ့တယ်ဆိုတော့တော်တော်ကိုချီးကျူးစရာပဲနောက်တစ်ခါကကျွန်တော်ပွဲပြီးခံနေပြီပေါ့နော်ကာလာဖျူရီခေါင်းတိုက်တဲ့အလုံးဂူသမာပုတ်ကာသွားတယ်ပြီးရင်ကျွန်တော်တွေလည်းအဲ့ဒီဘောက်ထိတ်မှာဗာလဲကြလာတဲ့လုံးကိုမီခဲမယ်ရီနိုကန်တဲ့လုံးအဲ့ဒီကောင်ဒန်နီယယ်ဘဲလာပဲလုံးဝကိုလို့ဘလော့သွားတာအဲ့ကောင်မန်နော့သမန့်ချ်ပဲဒီလားစော်ရင်ကောင်းတယ်အဲ့အဲ့အဲ့ကစားမှာကစားတာတော်တော်ကြီးကိုကောင်းတယ်ပေါ့နော်ဒါကြောင့်ဟိုဆန်နလန်းအတွက်တော့ပေါ့နော်ဒီပွဲဟာ သုံးမှတ်အပြည့်မရခဲ့တာတော့မှသူတို့ကသူတို့တို့ကအများကြီးကြင်နေစရာပဲသူတို့ပြင်အာဆင်နယ်ကိုဘယ်အသင်းမှရက်တန်လို့သိမရတဲ့အချိန်ပေါ့နော်ဒီလိုမျိုးလှုပ်ပြတာကတော်တော်ကိုချီးကျူးဖို့ကောင်းနေပေါ့နော်ဒါကြောင့်ဟိုဆန်ဒလန်ကချီးကျူးစရာပါဒါအပြင်နောက်တစ်ခုကဆန်ဒလန်ကဒီယာဒီမှာဆိုလို့ရှိရင်နော်ကျွန်တော်တို့ဒီအဲဗာလဲဆက်ပွဲကစားပြီးတဲ့အချိန်မှာသူတို့၅ပွဲနိုင်၄ပွဲတည်ရင်၂ပွဲရှုံးနေပေါ့နော်၂ပွဲပဲရှုံးနေမှာသိတယ်သူတို့ထိတ်ကမန်ချက်စတာစီးတီး၃ပွဲရှုံးထားတယ်နော်ကျွန်တော်တို့ကလီဗာပူးသင်းတို့ဘာလို့၄ပွဲရှုံးထားတယ်ဒါမျိုးလို့ဆန်ဒန်က၂ပွဲပဲကျွန်တော်ရှုံးသေးတာ เนาะဒါအပြင်တိုက်ဆက်က14ခုရတယ်ခန်းဆက်က10ခုပဲပြီးရသေးတယ်ဆိုတော့စန္ဒလရဲ့ခန်းဆက်ကြည့်လိမှုကသွားနောက်လို့မရတဲ့နေရာမှာပါတယ်ပေါ့နော်ဒီကောင်လေးခန်းဆက်ကတအားကိုကြည့်တဲ့နေရာမှာပါဒီပွဲတော်မှာကျွန်တော်ကြည့်ပါလားအာဆင်နယ်နေနဲ့ဟိုတော်တော်ကိုဖောက်ယူခဲ့လေရတာအာဆင်နယ်ဆိုလို့ရှိရင်ကျွန်တော်ဒီပွဲမှာဂိုးပေါက်ကွန်သင်မှု16ကျင်ရှိတယ်ဂိုးပေါက်တဲ့တာ6ကျင်ရှိတယ်2ခုရတယ်ပေါ့နော်အဲ့ဒီမှာဆိုလို့ရှိရင်ဘာရန်မန်ရဲ့အလုံးနေဇူဘမင်ကြီးရဲ့အလုံးနေပါတယ်ပါတယ်ဒါမျိုးလို့ဒီကောင်လေးခန်းဆက်ကတော်တော်ကိုကြည့်လွန်းတာတော်တော်ကိုကြည့်လွန်းတာဒီပွဲမှာ ော်ကစားမားတွေရဲ့ကျူပန်းအားထုတ်မှုတွေကလည်းတော်တော်ကြီးကိုလက်လံစရာကောင်းတာပေါ့နော်။ဒါကြောင့်အာဆင်နယ်အတွက်တော့ပါတော်တော်ကြီးကိုခက်ခဲခဲ့တယ်။ဆန်နလန်ဘက်ကတော့ဟိုထိုက်တင်နေပေါ့နော်။ဒီတမတ်ဆိုတာတော်တော်ကိုတန်နဲ့တမတ်လို့ကျွန်တော်ပြောရမယ်။အော်ရှစ်ကျင်းကူပေါက်ကန်နေသူတို့တပွဲလုံးမှာလေးကျင်းကူပေါက်တိန်နေသူတို့နှစ်ကူရတာပေါ့နော်ရတဲ့ကူကလည်းဥဆောင်ကူနဲ့နောက်ဆုံးပြန်ချီပါကူဆိုတဲ့အခါကျတော့ဇာမားရဲ့ determination ကိုကျွန်တော်ပွဲချင်းအပြည့်မြင်ခဲ့ရတယ်လို့ကျွန်တော်ပြောရမယ် နော်အိမ်ဝင်းကိုဒီကောင်တွေကဒီယာဒီမှာမရှုံးသေးဘူးထင်နေသေးလားတန်တက်လာကလေးကလေဆိုတော့ဒါကိုသူတို့ဆက်ပြီးတော့ထိန်းထားနေတာအာဆင်နယ်လိုအသင်းမျိုးနဲ့ပွဲမှာဆက်ထိန်းထားနိုင်မှုကကျွန်တော်မလွယ်ဘူးဗောနော်အများကြီးကြည်နေစရာပါဆန်နလန်တို့ကအာဆင်နယ်ဘက်ကကြည်နော်ဒီပွဲကသူတို့နှမျိုးတွေးလို့ရတယ်ဗျနံပါတ်1ကဟိုသူတို့အတွက်ဗောနော်ဟိုအရန်ကုန်မှာဆိုလို့ရှိရင်ကစားမားတွေ injury ပြဿနာအများကြီးကြုံနေရတဲ့ခါကျတော့ပွဲရဲ့ရလက်ကိုပြောင်းလဲပြီးနိုင်ဖို့ဆိုရင်အရန်ကုန်ကနေလူစားတွေပါလဲတဲ့ခါအစင်မပြေတော့ဘူးဗောထားပါတော့ကျွန်တော်အနေနဲ့ ဟိုဗီတာယိုခရစ်တုကျွန်တော်မပါနိုင်ခဲ့ဘူးเนาะယိုခရစ်တုကျွန်တော်မပါဘူးအဲပြီးရင်ကျွန်တော်မာရိုဝကီရိုကအင်ဂျူရီရနေတာဒါမှမဟုတ်ဒီကိုကျွန်တော်ကြည့်မယ်ဆိုရင်အတိုင်းအတာတစ်ခုကျွန်တော်နားလည်လို့ရတယ်အရန်ကုန်ကိုကျွန်တော်ကြည့်ပါလားတိုက်စစ်အာသန်တာဘယ်ကစားမားတွေရှိရုံကျွန်တော်မှာအီတန်ဝင်နရီလိုကစားမားလေးရှိမယ်မက်ခ်စ်ဒေါင်းမန်လိုကစားမားလေးရှိမယ်ဒါပဲဗျာဆိုတော့အားလုံးကခန်းစစ်ကစားမားခန်းစစ်အာသန်ကစားမားတွေကြီးပဲရယ်ဆိုတော့ရလက်ဒီကိုပြောင်းလဲဖို့ကြိုးပမ်းတဲ့အခါမှာတိုက်စစ်အော်ပရှင်ကမရှိဘူးပေါ့နော်အဲ့လိုမျိုးဆိုတော့ ဟိုနိုင်နေတဲ့အချိန်မှာလည်း SE ကိုထုတ်ပြီးတော့ကျွန်တော်တို့ဒီမော်စကေတာတို့ဘာလို့ထည့်လိုက်တဲ့အခါကျတော့ခန်းစစ်မှာ option ကပုံများသွားပြီးတော့တိုက်စစ်မှာကနေသွားတယ်ဆိုတော့အဲ့လိုမျိုးပေါ့နော်အမြင်ဘောတွေပါကြီးကာကွယ်ဖို့ပေါ့အထူးသဖြင့်စနေလက်ဘက်ကတောက်ချောက်အမြင်ဘောတွေနဲ့ချင်းချောက်နေတာတော်တော်လေးနဲ့သူတို့ရုံးကင်ခဲ့ရတယ်ဆိုတဲ့အခါကျတော့ဒါကိုကာကွယ်ဖို့သူတို့လုပ်ခဲ့တာအဲမထိန်းထားနိုင်ခဲ့ဘူးပေါ့ဆိုတော့ဒါကြောင့် အရန်ကုန်မှာ option အများကြီးမရှိတာကအကြောင်းပြချက်တစ်ခုပေါ့ဒါပေမဲ့လည်းလို့ခုနကပြောသလိုပဲ Sunderland လည်းအရန်ကုန်မှာအဲ့လောက်ကြီးဒီ option မရှိဘူးဗျ Sunderland လူစင်းနဲ့ Arsenal လူစင်းကြားထဲမှာ Quaha Jet တွေကအများကြီးပဲဒါကြောင့် Sunderland ကို Arsenal ကခက်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 ဘာမှန်ကိုဒူးဒူးကြကြကြီးကျွန်တော်အနေနဲ့ပေါ့နော်ရင်ဆိုင်ခဲ့ရတာပေါ့ဗျာတော်ဘာမှသိမလွယ်ကူခဲ့ဘူးပေါ့နောက်တစ်ခုကဘယ်လိုပြောမလဲဒီပွဲမှာအာအာဇနယ်ကဗျာတကယ်အဖြေတော့တွေ့သွားတယ်ဗောနော်ဒါပေမဲ့သူမထိန်းနိုင်တာခုနကအဖြေတွေ့သွားတယ်ဆိုတဲ့နေရာမှာတိုက်စစ်စင်တဲ့ကဒါပါတော့တိုက်စစ်တွေပါလေကျွန်တော်တို့သွားပြီဆိုလို့ရှိရင်အာဇနယ်ဟာ တို့သိတဲ့အတိုင်းပဲ set piece တွေသူတို့ရတယ် set piece အားသာချက်တွေသူတို့ရှိတယ် set piece တွေနဲ့သူတို့သွားတယ်အလုံးမဖြစ်ဘူးဒီပွဲမှာเนาะပြီးလို့ရှိရင် free kick တွေပဲကျွန်တော်ရတယ် down gun ပေါ်ကျွန်တော်တချို့တလီရတယ်ဒါပေမဲ့အလုံးမဖြစ်ဘူးဘာလို့လဲဆိုတော့ Sanelang Zama တွေကအမြင်ပေါ်တအားကောင်းတယ်အမြင်ပေါ်တအားကောင်းတော့သူတို့တွေအဲ့အမြင်ပေါ်မှန်တယ်မြတ် cross မှန်တယ်မြတ် saga crossing လား waste ဖြစ်သွားတဲ့အရာတွေမနေဘူးเนาะပြီးလို့ရှိရင် rice ရဲ့ crossing လား ရှင်းထုတ်ခံရတဲ့အလုံးတွေကျွန်တော်မမနေဘူးသူကအရင် NDA များပါတယ်ဆိုတဲ့အလုံးတွေကပွဲပြီးကန်ကြီးလောက်မှပဲကျွန်တော်လာတာ crossing တွေကနေတဆင့်အဲ့လိုမျိုးဆိုတော့အမြင်ဘောတွေကဘလူးမန်ကိုအာဆင်နယ်တို့နဲ့မထိရောက်ခဲ့တာဒီတော့အာဆင်နယ်က ground ကနေသွားတယ်သူတပြင်းသူတို့အနေနဲ့အမြင်ဘောတွေပါတယ်ဘောက်စိတ်ကိုရောက်တာတော့မှဖြတ်တင်ဘောတွေအရင်မပြီးတော့ဘူးအောက်ကနေပဲသူတို့သွားတယ်ပေါ့ဒီနေရာမှာသူတို့နေရာလွတ်တွေရတယ်နေရာလွတ်တွေရတယ်ထပ်ပါတော့ color fury ရဲ့အလုံးတို့စာကာတို့ကျွန်တော်ဂိုးပေါင်းမတည့်ခဲ့တဲ့အလုံးတို့ဆိုလို့ရှိရင်ဒါပူကောင်းကိုလုံနိုင်ခဲ့ရမှာ ပြန်မလုံနိုင်ခဲ့ဘူးဆိုတော့အန်ဆိုလက်ဖေးကတော့တော်တော်တော်တိုင်ပတ်ပါတယ်ဒီကောင်တသိန်းလုံးကကောင်းနေတဲ့ချိန်ကိုသိန်းတသိန်းလုံးကကောင်းနေတဲ့ချိန်မှာဒီကောင်ရဲ့အမှားနဲ့ပဲတိုင်ပတ်သွားတာဗျာသိလားဒီကောင်အမှားနဲ့ပဲချီပါကူပြန်ပေးလိုက်ရတာမဟုတ်ရင်တို့အနေနဲ့အတိုင်းတာတစ်ခုထိန်းထားလို့ရသေးတယ်အဲဒါပေမဲ့လည်းအဲ့အမှားပြီးတော့ဘောနော်လူသားလဲခံလိုက်ရတယ်သူပြီးလဲပြီးတော့အာဆင်နယ်ဘက်ကကျွန်တော်ဂိုးထက်သွင်းနေဗောနော်အဲထရော့ဆာတော်တော်ကောင်းတဲ့ကန်ချက်ပါတော်တော်ကောင်းတဲ့ကန်ချက်ပါဆိုတော့သူ့ကိုကက်တဲ့ကစားမားတော့နည်းနည်းညံ့တာဗောထားပါတော့ထရော့ဆာကအရင်ကတည်းက tricky ဖြစ်တဲ့ player ပြသည်လားပေးမလားเนาะနောက်ပဲပြန်ပေးမလားကြော်ပဲသွားမလားဖြစ်တင်ပေါ်ပဲပေးမလားကင်မဲကင်မလားဆိုတော့မသေးကြဘူးဒီကောင်ကပြိုင်ဘက်ကိုလုံးဝ confuse ဖြစ်အောင်လုပ်နေတဲ့ကစားမှာသူ့ရဲ့ body အရင်းနှွဲတွေနဲ့ direction အချိန်အောင်လုပ်နေတဲ့ shift လုပ်နေတဲ့ကစားမှာမျိုးပေါ့เนาะအဲ့လိုလုံရင်းနဲ့ပဲအဲ့ဒီအလုံးကနေရာသူ speed တေးသေးလေးရသွားတယ်အဲ့ဒါကိုဒီလုံးဝသူ strike လုပ်သွားတာဆိုတော့တော်တော်ကောင်းပါတယ် trosser အနေနဲ့ဒါပေမဲ့လို့ခုနကပြောသလိုပဲ arsenal sunderland နဲ့ပွဲမှာ ဒုက္ခရောက်ခဲ့ပါတယ်ဆိုတဲ့အမြင်ပေါ်ကိုသူတို့ဆက်မထိန်နိုင်ဘူး။ဘာဖြစ်လဲဆိုတော့တိုက်စစ်ကိုသူကဆင်မီဆိုလို့ရှိရင်သူတို့မထီရောက်တော့ ground ကနေသွားတယ်။ okay သေးတယ်။ဒါပေမဲ့လို့ Sunderland ရဲ့ attack ကိုသူတို့တွေ defend လုပ်ဖို့အတွက်ကြိုးပမ်းတဲ့နေရာမှာ Sunderland ကအမြင်ပေါ်နေသွားတယ်။အဲ့ဒါကိုကျွန်တော်သူတို့အတွက်အဖြေမရှိတော့ဘူးဖြစ်နေတာ။အဲ့တော့အမြင်ပေါ်တွေကို Sunderland ကကျွန်တော်ရောက်အောင်ယူတယ်။ပြီးရင် Arsenal ဘက်ကကျွန်တော်ကြလာတဲ့ second ball တွေဘိုင်းနဲ့သူတို့ဒုက္ခပေးသွားတာ။နှစ်ကိုယ်စလုံးအဲ့လိုပဲရကျွန်တော်ရခဲ့လာ။ဒါတော့မှ David Raya ကောင်းလို့တော့ David Raya တော်တော်ကောင်းခဲ့လို့တော်တော်ကန်ကောင်းခဲ့တာ Arsenal က တိလာဒီညမှာလည်းကန်ကောင်းနေဆိုတာလည်းဗျဘယ်လိုပြောရမလဲကစားမားနေဆိုတာကတော့ကိုအတင်းတွေအကောင်းဆုံးကစားစီချင်ကြတာကြီးပဲလေနော်ကောင်းကဲလို့ဆိုတာတော့ကောင်းအောင်ပဲမင်းတို့ထည့်ထားတာကောင်းလို့ပဲထည့်ထားတာကောင်းမှာပေါ့ဟုတ်တယ်မလားအဲ့လိုမျိုးဆိုတော့တကယ်ပြောရရင်ကျွန်တော်ဒီအာဆင်နယ်အနေနဲ့ရာယာတော်လီကောင်းခဲ့တဲ့လုံးနေကျွန်တော်တွေ့ရတယ်ဆာလီဘာတို့ဂါဘရီယယ်တို့ပေါ့နော်ဒီပွဲမှာဆိုလို့ရင်အမြင်ဘောတွေတော်တော်ယုံကန်နေတယ်ဟောဟိုအမြင်ဘောကိုသူတို့လုံးဝကို physical ဘိုင်းကကိုပေါ့နော်ဒီ area ဘိုင်းမှာကိုတော်တော်လေးသူတို့ယုံခဲ့ရတာပေါ့နော်ဆိုတော့မက်စကီတာတို့ဘာလို့ထည့်တာတော့မှကျွန်တော်တို့လုံးဝပွဲကိုအတော်မတက်နိုင်ခဲ့ဘူး ဲ့ကြောင့်ဒီပွဲကဘလောက်ပဲအာဆင်နယ်အနေနဲ့ဒီတရားဒီလုံးကောင်းထားပါလေပြီပေါ့ဒီပွဲမှာတော့ပေါ့နော်ဆန်ဒလန်ရဲ့အမြင်ပေါ်အာသာချက်တီနဲ့ဒုက္ခပေးမှုကိုသူတို့တော်တော်လေးခံခဲ့ရတယ်။နောက်ပွဲမှာအာတီတာအနေနဲ့ပေါ့နော်ဒီလိုမျိုး AUJS ကောင်းပါလေဆိုတဲ့ attack အသင်းနဲ့ကြုံလာပြီဆိုလို့ချင်းဘလို့အဖြေရှာမလဲဆိုတာကိုအဲ့တို့တွေးတင်ပြီလို့ကျွန်တော်တို့ပြောရမှာပဲဆိုတော့အရန်ကုံမှာရလက်ကိုပြောင်းလဲနေစွမ်းရှိတဲ့လူစင်းအပြည့်စုံမဖြစ်တာကတကြောင်အမြင်ပေါ်တွေကိုကျွန်တော်တို့က မဖြည့်ရှင်းနိုင်ခဲ့တာကတကြောင်းနဲ့အာဆနယ်ခံစီဘက်မှာဒုက္ခရောက်ခဲ့ရပြီးတော့တပတ်ကို2ကူးစီတည်ကြတယ်ဆိုတော့စစ်ပြက်စရာတော့မဟုတ်သေးပါဘူးအာဆနယ်အတွက်ကတော့လေဒါပေမဲ့လည်းလို့ခုနကပြောသေးလို့မန်ချက်စတာစီးတီးတို့လစ်ဗာပူးသင်းတို့ဒီ weekend ထိတ်တိုက်တွေ့နေတဲ့အချိန်မှာသူတို့ဒီလိုပွဲမျိုးကိုအနိုင်ရအောင်မလုပ်နိုင်ခဲ့တာကတော့အာဆနယ်အတွက်နစ်နာစရာပေါ့လေတကယ်တမ်းကအာဆနယ်ကနိုင်အောင်ဆော့ရမှာတိုးတိုးလေးပဲဆန်ဒလန်ကဒီယာဒီစားတဲ့အခါမှာတန်တက်ကလေးကဘောနော်အိမ်ဝင်းမရှုံးသေးဘူးလို့ကျွန်တော်သိထားရတယ်အဲ့ဒီတော့ ဆန်ဒလန်ကပုံစံကောက်ကိုဆက်ထိန်းနေဆန်ဒလန်ကွင်းမှာကမလွဲပါဘူးဆိုတော့အာဆင်နယ်အတွက်လည်းတည်တမှတ်ပဲသူတို့ကြီးနေခဲ့ရတယ်ညီကလို့နေနေရောဒီပွဲနဲ့ပတ်သက်လို့ဘယ်လိုမြင်ကြပါလဲကျွန်တော်ကတော့ဒီပွဲရဲ့အကောင်းဆုံးကစားသမားကဆန်ဒလန်ရဲ့နောက်ခံကစားသမားဖြစ်တဲ့ဒန်နီယယ်ဘဲလာလို့ပဲကျွန်တော်မြင်နေအာဆင်နယ်ဘက်ကတော့ဒက်ကလန်ရိုက်စ်ကအကောင်းဆုံးဖြစ်ခဲ့တယ်လို့ကျွန်တော်ထင်တယ်အဲဂူးသမားဖြစ်တဲ့ဒီဗစ်ရာယာကလည်းမိထားလို့မရဘူးတော်တော်လေးပဲဒီဆန်ဒလန်ဘက်မှာဆိုလို့ရှိရင်ဒန်နီယယ်ဘဲလာကတော်တော်ကောင်းလွန်ပါတယ် နောက်ဆုံးအရေးကြီးတဲ့ဘလော့ကစတွင်ကိုနှစ်ခုစလုံးမှာသူ့ရဲ့ပါဝင်ပတ်သက်မှုတွေကြီးပဲရယ်စန်တာဘက်တယောက်ကပွဲတဲ့ပွဲမှာဒီလောက်ထိ influence ဖြစ်တာကတော်တော်ကြီးကိုလက်လံစရာပါဆိုတော့နှစ်ခုစီတည်ကြသွားတယ်ညီကလို့ရောဘလို့မြင်ကြလဲဆွေးနွေးကြပါအားလုံးကိုကြည်ဒီများကြီးတင်ပါတယ်ချန်နယ်လေးကို subscribe နဲ့ရသူဆိုလို့ရှင်နေပြီးတော့တောင်းဆိုပါတယ်အားလုံးကိုကျေးဇူးပါ